အလုံးဝင်ကလာပါဒီနေ့မှာကျွန်တော်ကလက်ဆန်းနေလဲမတင်လာကြပြီတော့အခုဒီစကစ်ပလန်တစ်ခုမှာကျွန်တော်တို့150မီလုံးတစ်လုံးနဲ့ဟော100မီလုံးတစ်လုံးဒီကောင်ကိုကျွန်တော်တို့ပုံမှန်စနေကြဒီ line neutral ပုံမှာနှစ်ခုကိုပြိုင်တူ parallel ဆင်းတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ဒီ line ကလာတဲ့ကောင်ကပထမ bat မီဒီရဲ့ပင်တစ်ခုကိုဝင် နောက်ပင်တစ်ခုကနောက်ထပ်ဒီကလုံးရဲ့ပင်တစ်ခုကိုဝင်တာမျိုး series connection ဆင်လိုက်တဲ့အခါမှာဘယ် midi ကဟိုလင်းပြီးတော့ midi ကမှိတ်မလဲပေါ့နော်ဒါလေးကိုတစ်ချက်ဒီလိုကြည့်ပါဘောနော်ကောင်ကကျွန်တော်တို့ဒါအခြေခံပညာထက်တန်းတော့မှသင်တဲ့ဒါသင်ခန်းစာပဲအဲရည်ရွယ်အဖြစ်ကြည့်မယ်ဆိုရင်ဘောတရားမိလုံးကပိုလဲလဲလို့ထင်ကောင်းထင်ရရှိရဲ့ဒါပေမဲ့ ဘော100မီလုံးကပုံမလင်းဘူးဘော50ကပုံလင်းတယ်အဒီအတွက်ကိုကဖော်မူလာလေးနဲ့အချက်နေတာကြည့်ပါဦးနော်ကျွန်တော်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာအဲ့ဒါတော့နောက်ထပ်ရတဲ့အားပေါ့နော်ဘော50ဘတ်နဲ့ဘော100ဘတ်ကိုကျွန်တော်တို့ဒီမှာ CD ဆက်တဲ့အခါမှာအဲ150ဘတ်ရဲ့ resistance ကိုရှာရမယ်ဝတ်တရားဘက်ရဲ့ resistance ကိုရှာမှာပေါ့เนาะဒီပုံဒီနီးမှာ v square by p နဲ့တို့တွေ့မယ်အ ဘောကဘောကတဲ့ဘက်ရဲ့ resistance ကအဖိုက230ပေးထားမယ်ဆိုတော့230နှစ်ခါမြောက်ပြီးတော့190နဲ့စားလိုက်တော့ဒီမှာ1058 ohm ပေါ့နော် resistance ခုရမယ်ဒီဝတ်တရားဘက်အတွက်ဆိုရင်ဒီမှာ230နှစ်ခါမြောက်ပြီးတော့တရားနဲ့စားလိုက်တော့929 ohm ရှာတော့ပေါ့နော်ဒါကဒီဒီ circuit pattern တစ်ခုလုံးမှာရှိတဲ့ဒီဒီဘက်ဒီရဲ့ပေါ့နော်ဘက်ဒီတစ်လုံးချင်းဒီရဲ့ ဒါအုံတံဖို့ရပြီတော့ total resistance ကိုရှာလိုက်တော့ကျွန်တော်တို့ကဒီမှာဒီမှာ959အုံရယ်1058အုံရယ်ပေါင်းလိုက်တော့ total resistance အနေနဲ့က1589အုံတံဖို့ရှာတယ်ပေါ့နော်ပြီးတော့ဒီခုတိထားရမှာကကျွန်တော်တို့ဒီဒီလောက်တွေကိုကျွန်တော်တို့ CD ဆင်တဲ့အခါမှာဒီ circuit board လမ်းတစ်ခုလုံးမှာတူညီတဲ့ ampere ပဲစီစဉ်တယ်ဒီ parallel နဲ့အတူပေါ့နော်တော်တူညီတဲ့ parallel လောက်တွေပေါ်မှာ ဖြတ်ပြီးတော့ဒါစီစဉ်တော့ဘောနော်စီစဉ်တော့ဒီ resistor ကိုမူတည်ပြီးတော့ကျွန်တော်ဒီ current တွက်တဲ့အခါမှာတော့ကျွန်တော်ဒီ volt ရဲ့ resistor ရဲ့ V equal to IR I equal to V by R ဘောနော်အဲ့နှစ်ခုကိုကျွန်တော်စားလိုက်တော့ဒီ circuit panel တစ်ခုလုံးမှာ0.144 ampere နဲ့ရှာတော့ဘောနော်အဲ့ဒီတော့ကျွန်တော်ကဒီ ်မ်ပီရနဲ့ရပြီပေါ့နော်အုံးနေနဲ့ရပြီပေါ့နော်အဲ့ဒါဒါဆိုရင်တို့မီဒီတလုံးကဘလောက်ပါဝါကွန်ဆန်ရှင်ရနေလဲလို့ပြန်ကြည့်လိုက်မယ်ဆိုရင်150မီလုံးကိုသူရဲ့ပါဝါကွန်ဆန်ရကြည့်မယ်ဆိုရင်ဒီကာရန်နဲ့ထပ်မြောက်ပြီးတော့ resistor နဲ့ထပ်မြောက်နေတာပေါ့နော်ပြီးကတူ i square r ပေါ့နော် i square r ဆို formula နဲ့ထပ်မြောက်လိုက်တယ်မြောက်လိုက်တော့ဒီ current ကနှစ်ထပ်ဆိုတော့ဒီလိုပဲ144နှစ်ခါမြောက်ပြီးတော့ဒီ150 by resistance နဲ့ထပ်မြောက်ခဲ့တဲ့ခါကျရင်21 watt လောက်ရတယ်ပေါ့နော်150မီလုံးမှာ ူရဲ့ power consumption က20 watt ရနေတယ်ဒီတိုင်းပဲ watt ရမီလုံးကိုကြည့်လိုက်မယ်ဆိုရင်သူရဲ့ဒီအုံးတန်ဖိုးနဲ့ပြန်ပြောင်းလိုက်တော့10 watt လောက်ပဲရတော့တယ်ပေါ့နော်ပြီးတော့ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီ voltage divider ပုံစံမျိုးပေါ့နော်ဒီမတူညီတဲ့ resistor တစ်ခုကို series ထည့်လိုက်တဲ့အခါကျရင်ဒီဒီကောင်ဆိုရင်တကယ်လို့ဒီ watt ရဘက်ကဒီအုံးတန်ဖိုးနဲတဲ့ကောင်ကဒါ ground side ဘက်မှာရှိနေတဲ့ဒါပုံစံမျိုးရှိတယ်ဒါ electronic ဘက်မှာပြန်ဖြန့်ကြည့်မယ်ဆိုရင်ဒီဘောရှိတယ်ရှိတော့ဒီ ground fan ဘက်ကနဲနေရင်နဲနေရင်ဒီ oppo voice ကဒါဒါနဲမှာပေါ့နော် ground side ဘက်ကအများရင် oppo voice ကဒါများနိုင်တယ်ပေါ့နော်တဘောကဒီမှာကြည့်လိုက်ပေါ့နော်ဒီဒီ voice divider calculation နဲ့ကြည့်မယ်ဆိုရင်တို့ဒီမှာဒီမှာဆိုရင် ဖိုးအင်ပေးတာလေ resistor နှလုံးကိုဒါ CD ဆက်တယ်ဒီအလင်းမှာ output ထုတ်တယ်ပေါ့နော်ထုတ်တော့ဒီ R1 ကခုနကကျွန်တော်တွေ့လိုက်တာဘယ်လောက်ရလဲဆိုတော့ sorry ဒီမှာ1.3ည5ရှေ့ရတယ်အ2က5နှစ်ကိုရအောင်နော်အဲ့တော့ကျွန်တော်တွေ့ကြည့်လိုက်မယ်1.3ည5ရှေ့ဟုတ်နော်ဒီနေရာမှာဆော့ဖ်ဝဲကတူတက်ဒီကိုဥပဒေကိုရှိတယ်ဒီမှာ1.3ည ၅ရက်ရယ်မနေ့9ရက်တလေတော့ operatorate ကဒီဒီဝတ်တရားဘတ်နေရာမှာဆိုရင်ဒါ86ဖူးလောက်ပဲသူက body drop ဖြစ်တယ်လို့ဒါဆိုကြတာပေါ့နော် channel 4ကကျတော့ဒီ230ထဲမှာဒီ86နှုတ်လိုက်တော့ channel 4 150ဝန်းကျင်လောက်ကဒီဒီ midi ပထမက150 midi မှာတွားပြီးတော့ drop ဖြစ်နေတဲ့အတွက်ဒီ150 midi လုံးကဒါပိုလင်းတာလို့ဒါ သိရမှာပေါ့နော်အဲ့တော့ဆိုရင်အနေငယ်လာလိမ့်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်